နေ့ဒီဗီဒီယိုလေးမှာတော့ဒီနေ့ကျွန်တော်တို့ဒွန်ဘာလ26နေ့ပိုတိုမနီတည်ရတာအတွက်ဖြစ်ပျက်အောင်ရရှိတဲ့ကမ္ဘာရွှေစည်းကွက်အနေထားကိုကျွန်တော်သုံးသပ်ပြောကြားပေးသွားဖြစ်ပါတယ်။ဒီနေ့မနက်မှာတော့ကမ္ဘာရွှေစည်းရပေါ့နော်ကျွန်တော်တို့မနေ့ညတော့ကတော့ကျွန်တော်ကကမ္ဘာရွှေစည်းရတိတ်အလောက်ခတ်တိတ်မရှိခဲ့ဘူးဗျာ။အတက်ချမ်းအကြချမ်းလာတဲ့မရှိကြဘူးဒီနေ့မနက်မှာဆိုရင်လည်းကျွန်တော်ကပ္ပရွှေစီရဒေးတ35မှာဈေးပွင့်လာခဲ့တယ်လက်ရှိချိန်ဒီအမြင့်ဆုံးနေနဲ့၄တ6ကိုဒီတက်ခဲ့ပြီးတော့အနေဆုံးနေနဲ့ကျွန်တော်တို့ဒေးတ3နှစ်ဒီကျခဲ့ပြီးတော့လက်ရှိမှာတော့ကျွန်တော်တို့ဟို D165 D166 accident ဝင်းကျင်နေမှာကျွန်တော်တို့ပြည်နေအောင်ကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။ဟုတ်ပြီ။လက်ရှိပါတော့ကျွန်တော်တို့မနခင်အာရှဈေးကွက်အချိန်မှာနည်းနည်းလေးဈေးတက်နေမှာ။အာဈေးကနည်းနည်းလေးပဲတက်နေအောင်အများကြီးတက်နေမှာ။နည်းနည်းလေးဈေးတက်နေတဲ့ကမ္ဘာရွှေဈေးကဒီနေ့တနေ့တာတွေမှာဂျန်နဲ့ဥရောပဈေးကွက်ချိန်တို့ညဘက်အမေရိကန်ဈေးကွက်ချိန်တို့မှာဈေးအသက်ကျန်ကျန်လာနိုင်မလား။ဒါမှမဟုတ်ရင်ဈေးပြန်ကျနိုင်မလား။မင်းညလိုပဲဈေးငင်း တက်နေဦးမလားဆိုတော့ကျွန်တော်သုံးသက်ကြည့်လိုက်အောင်နော်ကဘာရွှေဈေးတကြချက်လေးကိုကြည့်ပြီးသုံးသက်ကြည့်လိုက်အောင်ကဘာရွှေဈေးကတည့်တားနေတာအမြင်ကြည့်မယ်ဆိုရင်ဒီ triangle တဲပဲရှိပါသေးတယ်အပေါ်လည်းမဖောက်နိုင်ဘူးအောက်လည်းကျွန်တော်ဖောက်နိုင်တဲ့အနေအထားမျိုးမရှိဘူးပေါ့နော်ကျွန်တော် triangle နဲ့ပဲရှိပါသေးတယ်ကျွန်တော်တို့ကကဘာရွှေဈေးပေါ့နော်ကျွန်တော်ဈေးအတက်ကြလာရတခုပြ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 ပုံပေါ်ဖို့တော့ဒီအပေါ်ဒီအပေါ်3ကန်ရဲ့အပေါ်ဆုံးအောက်ဆုံးတွေကိုကျွန်တော်အားပပနဲ့ဖောက်နိုင်ဖို့တော့တယ် ဒီ3ခံအပေါ်ဆုံးပြအပပနဲ့ပေါက်သွားပြီဆိုကျွန်တော်ကရှင်းဒါဆိုရင်အသက်ဖက်သွားနိုင်မှာကျွန်တော်လိုက်ဝယ်လို့ရတယ်အဲ့တော့ပဲဒီ3ခံအောင်ဆုံးပေါက်ပြီဆိုရင်ဒါအကြဘက်အပပနဲ့ပေါက်တယ်ဆိုရင်အကြဘက်တော့ကျွန်တော်လိုက်ရောင်းလို့ရတယ်ဒါမဲ့ဒီအပေါ်လည်းမပေါက်အောက်လည်းမပေါက်တဲ့အနေထားမှာဆိုရင်တော့ကျွန်တော်ဒီအနေထားကိုကျွန်တော်တို့ကဈေးငိန်တက်အနေထားလို့ပဲသုံးတန်းမှာဖြစ်ပါတယ်ပြီးတော့တော့ကျွန်တော်တို့မိနစ်3ကဒီအာဒီတပတ်လိုမျိုးပေါ့ကျွန်တော်တို့ဟာ အာဒီ Thanksgiving Day ပေါ့အမေရိကန်နိုင်ငံရဲ့ Thanksgiving Day မနေ့ဖြန်တဲ့တပတ်ခါအမေရိကန်နိုင်ငံရဲ့ Thanksgiving Day ဖြစ်ပါအဲ Thanksgiving Day ကာလမှာဆိုရင်ဟင်ကမ္ဘာ့ရှေ့ဒီမှာဆိုတာ Thanksgiving Day ကာလပြီးခဲ့တဲ့အဲကျွန်တော်တို့နှစ်တော့ဒါသတင်းနာနေ့ဒါနုံမာလာနောက်ဆုံးပတ်ပေါ့နော်2020နှစ်ကဒါသတင်းနာနေ့အင်ကဘုဒ္ဓဘုရားတော်ပြီးတောက်ကြကျွန်တော်ပြီးတောက်ကြမှာကျွန်တော်တို့က ခပ်ပါပါပဲအလုပ်ခက်ဖြစ်ခဲ့တယ်ခင်ဗျာဒီမှာဆိုရင်ကြာတာအင်္ဂါကနေပေါ့အင်္ဂါကနေပြီးတော့တောက်ကြနေအတွင်းပေါ့နော်ဒီအလုပ်ခက်ကဘလောက်ပဲရှိတယ်လို့မြင်မှာဆိုပြန်60ပဲရှိတယ်ပြန်60 0.90ပဲရှိတယ်နော်ဒါပြီးခဲ့တဲ့နှစ်နုံဘာလနောက်ဆုံးအပတ်တုန်းကဈေးအလုပ်ခက်ဖြစ်ပါတယ်တနင်္လာနေ့မှာတော့ဈေးအလုပ်ခက်ကျန်းသွားတယ်ဟုတ်ပြီအခု2025နုံဘာလကျွန်တော်တို့အာဒါနောက်ဆုံးအပတ်ပေါ့နော် Thanksgiving ကလာဒီမှာတနင်္လာနေ့တော့ဈေးအလုပ်ခက်ကျန်းသွားတယ်မနေ့က အလောက်ကတော့ဖြစ်တဲ့ဒါမှမဟုတ်တိတ်သားကြီးဈေးအသက်အကောင်းတာမျိုးဈေးအကြအကောင်းတာမတွေ့ရဘူးဒီနေ့မနက်မှာလည်းတက်တော့တက်နေအသက်အားအရန်ကောင်းတာမျိုးမတွေ့ရဘူးဟုတ်ပြီကျွန်တော်ကဘာရွှေစရာတက်ချင်တယ်ဆိုမနက်ခင်းအားရှဈေးကွက်ချိန်မှာပြောကျွန်တော်ဥမာဒီနေ့မနက်ဆို4:35မှာဈေးဖွင့်လာခဲ့တယ်4:35နဲ့တက်ချင်ပြကျွန်တော်4180 4190ဆိုတာအေးစစ်ဈေးပဲဘာလို့လဲမေးဆိုကျွန်တော်တို့ပြီးခဲ့တဲ့ကာလကျွန်တော်တောက်လျှောက်တက်ခဲ့တဲ့ကာလတွေတော့ဆိုမနက်ခင်းဆိုပြအနည်းဆုံးမတက်ဘူးဆိုရင်တော့မှအာပြ50ပြ60လောက်တက်တာဆိုတော့အနည်းဆုံး ဒေတစ်60လောက်ကသူအေးစေးသွားလို့ရတယ်ဒါပေမဲ့မသွားဘူးဒေတစ်69လောက်မှာတန့်ပြီးတော့ပြန်ပြန်ကြာနေအနေအထားမျိုးတွေ့ရတယ်ပေါ့နော်ပြီးတော့မင်းညာဆိုရင်လည်းသတင်းတွေအမေရိကန်နိုင်ငံရဲ့သတင်းတွေထွက်ပြီးအချိန်မှာကဘာချွေစီကအလောက်ခအရန်ကျန်းတာမျိုးမရှိဘဲနဲ့အဲအပေါ်ဆိုကျွန်တော်4350အောက်ဆိုရင်4030ဒီကြားမှာပဲအတက်ကြပြည့်နေရမျိုးတွေ့ရတာဆိုတော့ကျွန်တော်မြန်ပြောမှာဆိုကဘာချွေစီကဒီတစ်ပတ်သေးပေါ့နော်ကျွန်တော်တို့ဆိုင်ဝင်းမြန်ပြေးမလားကြာတင်းနာနေရထားလိုက်တော့တင်းနာနေရတော့ဒါစီအသက်ကျန်သွားပြီပြီအာပြီးခဲ့တဲ့နှစ်နိုဝင်ဘာလနောက်ဆုံးအပတ်ကလိုမျိုး ကျန်တဲ့၄ရက်မှာဗျာ တက်ရင်တော့မှဖြည်းဖြည်းချင်းနည်းနည်းချင်းတက်တာမျိုးကြရင်တော့မှဖြည်းဖြည်းချင်းနည်းနည်းချင်းကြတာမျိုးဒါအမွေအပေါ်စင်းနဲ့အောက်ဆီဂျင်ပြေးတာမျိုးအဲ့လိုမျိုးများဆက်ဖြစ်မလာလို့ကျွန်တော်တုံ့တက်မိတယ်ပေါ့နော်ဘာလို့လဲမြင်မယ်ဆိုကျွန်တော်ဒရင်းနဲ့ထွက်လာတော့မှကမ္ဘာရွှေစဲဗော်လုံးအားကအရန်ကြီးကောင်းလာခြင်းမရှိဘူးဈေးအလုတ်ခတ်ခတ်ကြမ်းကြမ်းနေမြင်ရခြင်းမရှိဘူးပေါ့နော်ပိုတိကြခြင်းနဲ့ဆိုရင်တော့ဒီနေ့ညပေါ့နော်ဒီနေ့ညမှာဆိုရင်အမေရိကန်နိုင်ငံရဲ့အရေးကြီးဒရင်းနဲ့ထွက်ဖို့ရှိတယ်အဲ့ဒရင်းနဲ့ထွက်ပြီးရခြင်းဒီကျွန်တော်စောင့်ကြရဒီနေ့ညမှာလည်းကျွန်တော်တို့ကဈေးအလုတ်ခတ်ကြမ်းကြမ်းမတွေ့ကြရဘူးပေါ့နော်ဈေးအတက်ကြမ်းကြမ်းဈေးအကျကြမ်းကြမ်းမတွေ့ရဘူးဆိုရင်တော့ ကျန်တဲ့နေရာမှာတော့ကမ္ဘာရွှေစီရပါဘောနော်ကျွန်တော်တို့ဈေးငိမ်တက်အနေထားပြေးဖို့များလိုက်တာမွေဈေးတိတ်တော်မှာဖြည်းဖြည်းချင်းတအီးနဲ့တက်တာမျိုးဈေးကြရင်တော့မှာဖြည်းဖြည်းချင်းတအီးနဲ့ကြတာမျိုးဖြစ်ပုံများတယ်ဘောနော်အဲ့ဒါဆိုကျွန်တော်လက်ရှိကမ္ဘာရွှေစီရပါဘောနော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ကဈေးငိမ်တက်အနေထားပြေးမယ်ဆိုရင်အပေါ်ဈေးနဲ့အောက်ဈေးကိုကျွန်တော်ပိုင်းခြားသတ်မှတ်ဖို့လိုအပ်တယ်ဘောနော်အပေါ်ဈေးတန်းဆောင်ကဘယ်လောက်မှရှိတယ်အောက်ဈေးတန်းဆောင်ကဘယ်လောက်မှရှိတယ်ကျွန်တော်ဒီမှာပိုင်းခြားသတ်မှတ်မယ်ဆိုရင်ကျွန်တော်အချိန်တနာရဲ့တိုင်းတာနဲ့ကျွန်တော်စဉ်းကြည့်လိုက်အချိန်တနာရဲ့တိုင်းတာကြီးစဉ်းကြည့်ပြီးဆိုရင်ကျွန်တော်တို့က ကမ္ဘာရွှေရအပေါ်ဈေးနှုန်းဆိုရင်ကျွန်တော်ပြောပါလို့ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီဈေးနှုန်းဆိုပေါ့နော်လက်ရှိမှာဆိုရင်ကျွန်တော်တို့အာအနည်းဆုံးအနေနဲ့ဒီဈေးနှုန်းဆိုရှိတယ်ကျွန်တော်တို့၄၁၇၅ပေါ့၄၁၇၅နဲ့ဒီကျွန်တော်တို့၄၁၉၀ကြာဈေးနှုန်းဆိုဖြစ်ပါအဲဈေးနှုန်းဆိုကကျွန်တော်တို့လက်ရှိမှာကျွန်တော်တို့ အပေါ်ဈေးတန်းစုံအနေနဲ့တည်ရှိနေပါတယ်။အောက်ဈေးတန်းစုံအနေနဲ့ဆိုရင်တော့ကျွန်တော်မနေ့တော့အနေဆုံးကြောက်ခဲ့တဲ့ဈေးတန်း point ပေါ့။ဒီတော့130နဲ့ကျွန်တော်တို့အဲဒီအောက်ကကျွန်တော်တို့၄တော့၄တော့၄တော့60ကြာဈေးတန်းစုံက အောက်ဈေးတန်းဆိုပေါ့နော်ကျွန်တော်တို့ခေါ်ရဆိုဒမန်းဆိုပေါ့နော်အဲဒါအပေါ်အာ4195နဲ့4190ကြာ supply zone အပေါ်ဈေးတန်းဆိုပေါ့နော်အာအောက်ကကျွန်တော်တို့4090နဲ့4190ကြာတော့ဒမန်းဆိုအောက်ဈေးတန်းဆိုနေတရှိနေပါဒီဈာမပဲကျွန်တော်အမြင်ရတော့အသက်ကြာပြေးမလာပေါ့နော်ကျွန်တော်ညဘက်သတင်းတွေဒီညသတင်းတွေထွက်ပြီးတော့အဲ့ဒီသတင်းတွေထွက်ပြီးဈေးကွက်ချင်းတွေတော့တစ်ချက်ကြည့်ရမယ် အဲပုံမှန်အနေထားရဆိုရင်တော့ကျွန်တော်တို့ကပြီးခဲ့တဲ့နှစ်ကဖြစ်စဉ်တွေပြန်ကြည့်မယ်ဆိုရင်တော့ဒီနောက်နုံမလာနောက်ဆုံးဘက်က volume နဲ့နည်းတယ်တခုတော့ရှိရပါတော့ကျွန်တော်တို့အာတကယ်အာ pip player ကြီးတွေကဈေးကွက်ထဲဝင်လာပြီးတော့ဈေးဆွဲတင်ဆွဲချ manipulate လုပ်ရင်တော့မပြောတတ်ပြင်မယ်ပုံမှန်အနေထားရဆိုရင်တော့ဒီအပေါ်ဈေးတန်းစုံနဲ့အောက်ဈေးတန်းစုံကြားဈေးအသက်ကြာပြင်းထန်ကြီးရှိပါတယ်အဲကြောင့်ကျွန်တော်လက်လက်ရှိကမ္ဘာရွှေဈေးဘယ်လိုရောင်းဝယ်လုပ်ရမလဲရှင်းပါလေ4185နဲ့4185ဈေးတန်းအထက်မှာကမ္ဘာရွှေကိုကျွန်တော်ရေတို့ရောင်းလို့ရတယ် အမြတ်ပိုင်းစီတန်းဘယ်လောက်လောက်ပေးမလဲဒီစုံတစ်ခုကြာကြားချလိုက်ပါတော့ဒီအပေါ်စုံနဲ့အောက်စုံကြာကြားချမယ်ဆိုရင်ဗျာကျွန်တော်တို့ဥမာအမြတ်ပိုင်းစီတန်းကို၄140တို့၄130တို့မှာအမြတ်ပိုင်းပါအရှုံးပိုင်းစီတန်းကျွန်တော်တို့၄090အထက်မှာအရှုံးပိုင်းပါအဲ့လိုပဲကျွန်တော်တို့အောက်ကိုကျွန်တော်၄130နဲ့၄130စီတန်းအောက်ကြာလိုက်ပြီဆိုရင်ကမ္ဘာရွှေကိုရေတိုးပြန်ဝယ်လို့ရတယ်အရှုံးပိုင်းစီတန်း490အောက်လောက်ပြပါအမြတ်ပိုင်းစီတန်း450 460လောက်မှာအမြတ်ပိုင်းလို့ရပါတယ် ဒါကတော့လက်ရှိအယောင်ဝယ်လုတ်တဲ့ဈေးနှုန်းစုံလေးလေးဖြစ်ပါတယ်ဒီနေ့ဆိုရင်ကျွန်တော်ညဘက်အမေရိကန်သတင်းတွေမထွက်ခင်ကျွန်တော်တို့အယောင်ဝယ်လုတ်တဲ့ဈေးနှုန်းတွေစုံလေးလေးဖြစ်ပါတယ်အမေရိကန်သတင်းတွေထွက်ပြီပေါ့ဒီညကဘာရွှေရပေါ့နော်အချိန်တစ်နာရီအတိုင်းတာပိတ်စိဒီညမှာအမေရိကန်သတင်းတွေနာ၈နာရီမှာထွက်ပို့ရှိတယ်၉နာရီမှာကွဲမှာထွက်ပို့ရှိတယ်အဲ၉နာရီကွဲပေါ့နော်၉နာရီကွဲထွက်အပြီးမှာကျွန်တော်တို့ပြီးသွားတယ်ကျွန်တော်အချိန်တစ်နာရီအတိုင်းတာပိတ်စိကကျွန်တော်တို့ဒီ၄၁၉၀အထက်မှာအာကျွန်တော်တို့ အတက်အားကောင်းကောင်းနဲ့ဖောက်တက်ပြီးပိတ်သွားရင်တော့လိုက်ဝယ်ပြကပ္ပရှိကိုကျွန်တော်4230တွေ4240တွေဈေးအတက်မြင်ရနိုင်တယ်အဲ့လောက်မှအမြတ်ပိုင်းလို့ရတယ်အရှုံးပိုင်းရမယ့်ဈေးတန်းကတော့4105အောက်ပြန်ကြရင်အရှုံးပိုင်းမှာအဲ့လိုမျိုးနဲ့စန်းကျင်ဘက်နေနဲ့မဒီညတတင်းတင်းထွက်ပြီးမှကပ္ပရှိစရာပြ4090ဈေးတန်းအောက်မှာကျွန်တော်တို့အချင်းတနားရဲ့အတိုင်းတာပိတ်ဈေးနဲ့ဖောက်ကြပြီးပိတ်သွားတယ်ဆိုရင်တော့အတက်အကြအကောင်းကောင်းနဲ့ဖြစ်ဖို့လိုတယ်ပေါ့နော်ပောက်ကြပြီးပိတ်သွားရင်ဆိုရင်တော့ကျွန်တော်တို့က ဈေးနည်းနည်းပြန်အတန်မှာစောင့်ပြီးတော့ရောင်းလို့ရတယ်အရှုံးပိုင်းဈေးနှုန်း4130အထက်မှာပေးပါအမြတ်ပိုင်းဈေးနှုန်းကတော့ကျွန်တော်တို့အာဒီတစ်ပတ်ထဲမှာအနေဆုံးကြားခဲ့တယ်ပေါ့နော်4040ဈေးနှုန်းနာမှာအမြတ်ပိုင်းလို့ရပါတယ်ဒါကတော့ကျွန်တော်ညဘက်သတင်းတွေထွက်ပြီးမှာပေါ့နော်ဘယ်လိုဈေးကွက်ခြင်းတွေဘယ်လိုဖြစ်လာတယ်လဲဘယ်ဘက်မှာမဖောက်ဘူးဆိုရင်တော့ဗျာကျွန်တော်တို့အဲ4185နဲ့4190ကြာမှာရောက်ညဘက်မှာလဲပေါ့နော်အဲ့လိုပဲအောက်ဘက်4130နဲ့4190ကြာမှာပြန်ဝယ်လို့ရပါတယ်လက်ရှိအနေအထားကတော့ကျွန်တော်တို့ အာတတိယအထောက်ပံ့မပါဘဲတော့တစ်ဖက်ဖက်ကိုဖောက်တက်ဖောက်ကြနိုင်ဘူးကတော့ခဲရင်နဲ့ခင်ဗျဒီလိုတီးနေပညာပိုင်းတိုင်းပဲသွားမယ်ဆိုရင်ပေါ့နော်ညဘက်တတိယရဲ့အထောက်ပံ့ရပြီးတော့တတိယရဲ့အားနဲ့ဒီအပေါ်ဈေးတန်းအောက်ဈေးတန်းဇုံတွေကိုဖောက်ကြနိုင်မလားဖောက်တက်နိုင်မလားအဲ့ရတော့စောင့်ကြည့်ရမှာပေါ့နော်ဒီနေ့ညမှာမဖောက်နိုင်တော့နောက်ရက်တည်းကတော့မလွယ်ဘူးဗျဒါနောက်ရက်ဒီမှာကျွန်တော်တို့ဈေးဆွတင်ဆွကြရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ဒီစုံနေတဲ့ကနေပြီးတော့ကျွန်တော်တို့ကဟိုးဘော်ဒီဆွတင်တော့ဘို့အောက်ဒီဆွချတော့ဘို့တော့တိတ်မလွယ်တော့ ကျန်တဲ့နှစ်ရက်ပေါ့နော်။ဘာလို့ဆိုအမေရိကန်ဈေးကွက်လည်းပိတ်တာဆိုတော့။ဟုတ်ကဲ့။ဒါလီကကျွန်တော်ဒီနေ့အရောက်ဝယ်လုပ်တင်တဲ့ဈေးတန်းလေးပြီးဖြစ်ပါတယ်။ပြီးတော့ကျွန်တော်ဒီနေ့တရက်တာပိတ်ဈေးဘယ်ပေါ်ပိတ်ရင်ဈေးအသက်တေးချမလဲ။ဘယ်အောက်ပိတ်ရင်ဈေးအကျတေးချမလဲ။အဲ့အရာလေးကိုကျွန်တော်သုံးသပ်ကြည့်လိုက်အောင်။ဟုတ်ပြီ။ကျွန်တော်တရက်တာလည်းကျွန်တော်တွားကြည့်မယ်။ပြီးရင်ကျွန်တော်တို့အာဒီမှာကျန်တဲ့ဈေးတန်းမြင့်နေကျွန်တော်ဖြတ်လိုက်မယ်ပေါ့နော်။ကြည့်ရတာရှုပ်နေမှာဆိုတော့ကျွန်တော်ကဘာရှိလို့သုံးသပ်တဲ့ခါမှာရှင်းရှင်းလင်းလင်းကြည့်နိုင်အောင်အကောင်းဆုံးပဲဖြစ်ပါတယ်။ ရိုင်းရှုပ်ထူးထူးတည်ကျွန်တော်ကြည့်မလဲအဓိကကျွန်တော်ရှင်းမှာကျွန်တော်ဆုံးဖြတ်မှာသုံးမျိုးပဲရှိဝင်မလားရောင်းမလားစောင့်ကြည့်မလားဒါဆုံးဒါကိုဆုံးမလက်ရှိဈေးတန်းမှာဆိုကျွန်တော်စောင့်ကြည့်ပြီဘာလို့ကျွန်တော်ဝယ်ချင်တဲ့ဈေးလည်းမရောက်ဘူးကျွန်တော်ရောင်းချင်တဲ့ဈေးလည်းမရောက်တာပြတဲ့ကကျွန်တော်စောင့်ကြည့်တယ်ဒါပဲအဲ့ဒါဆုံးဖြတ်မှာပြတဲ့ကမှာကိုကညစ်စနေတဲ့အများကြီးသုံးလဲဒါပဲဆုံးဖြတ်မှာပဲဒီချက်မှာရှုပ်ဖြတ်ခတ်နေတယ်ဒါပဲဆုံးဖြတ်မှာပဲရှင်းရှင်းလင်းလင်းဆိုရဒါပဲဆုံးဖြတ်မှာကျွန်တော်ကတော့ရှင်းလင်းနဲ့ကြည့်ရတာမျိုးပိုသဘောကျတယ်ပေါ့နော်ဒီနေ့တရက်တာပိတ်စေးတာကျွန်တော်4190အထက်မှာပိတ်နိုင်ခဲ့ရင် 80အထက်မှာကျွန်တော်လွတ်လွတ်ကျွတ်ကျွတ်ပေါ့နော်အားကောင်းကောင်းနဲ့အတက်အားကောင်းကောင်းနဲ့ပြေးနိုင်ခဲ့ရင်တော့ကမ္ဘာရွှေကိုကျွန်တော်တို့ကဈေးအတက်မြှောက်လို့ရတခုရှိရပါတော့ကျွန်တော်မနက်ဖြန်ချက်ချင်းတက်မယ်လို့တော့ပြောလို့မရအောင်မနက်ဖြန်တဲ့တပတ်ကအမေရိကန်ဈေးကပိတ်တာပြတဲ့ခါမနက်ဖြန်တဲ့တပတ်ကမှအာကျွန်တော်တို့ဈေးငိမ့်တာမျိုးဖြစ်ဖြစ်ဒါမှမဟုတ်လည်း manipulate ပေါ့နော်ကျွန်တော်တို့ဈေးလှည့်စားတဲ့အနေနဲ့ဈေးပြန်နည်းနည်းပြန်ကျတာမျိုးတွေဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့ဒီဈေးတက်နိုင်တဲ့ဆိုအနေဒါဘယ်အချိန်မှအကျုံးဝင်မလဲဆိုကျွန်တော်ထင်တယ်ဒီဇင်ဘာလပထမအပတ်မှာပို့ပြီးတော့နောက်တစ်ပတ်ထဲမှာပို့ပြီးအကျုံးဝင်နိုင်တယ် နက်ဖြန်တဲ့တပတ်ခါအမေရိကန်နိုင်ငံရဲ့အားလည်ရတဲ့ဆိုတော့အဲ့ရလေသတိထားဘူးလို့အာဒီဒီနေ့၄ယောက်၁၉၀အထက်မှာလွကျွကျွပိတ်သွားပြီဆိုတော့မနက်ဖြန်ချက်ချင်းကောက်ဝယ်ရမယ်လို့ဆိုလိုတာမဟုတ်ဘူးအဲ့လိုပဲကျွန်တော်တို့ဒီနေ့တရက်တာပိတ်စေးရပြဒီအောက်ကပြကျွန်တော်တို့အာ၄၅အောက်မှာကျွန်တော်တို့အချင်းတရက်အတိုင်းတာပိတ်စေးနေပေါ့ကျွန်တော်လွတ်ချွတ်ကျွန်တော်တို့ market ခေါ်ရ day 1 bacon နဲ့၄၅အောက်မှာလွတ်ချွတ်ဖောက်ပြီးပိတ်ခင်တော့ကမ္ဘာရွှေစီအကြအဆက်ကောင်းနိုင်ပါတယ် ဒါမှမဟုတ်ပြကလည်းမမနဲ့ပြန်ချင်းချင်းကြမယ်ပြောလို့ချင်းမဟုတ်ပါဘူးကျွန်တော်တို့နောက်တစ်ပတ်လည်းလောက်မှကျွန်တော်အကြမျောချင်းလည်းမျောလို့ရတယ်ဘာသာမနဲ့ပြန်တဲ့တစ်ပတ်ကအမေရိကန်စုကပိတ်တာဖြစ်တဲ့ကမှာ for no ကောင်းကောင်းမရှိတာမျိုးနဲ့ကြုံရနိုင်တာဖြစ်တဲ့ကမှာကျွန်တော်တို့အရာလေးတွေတော့ကျွန်တော်တတိထားဖို့လိုအပ်ပါတယ်ဂျားထဲမှာပဲပိတ်သွားရဲဆိုရင်ဒီဂျားထဲမှာပဲအတကြပြေးဖို့များဒါမှကျွန်တော်ဒီ three gun range လေးရပါနော် triangle range လေးရကျင်းလာပါပြီဒီတစ်ပတ်တည်းမှာဖောက်ရင်တော့မှနောက်တစ်ပတ်တည်းတော့ဖောက်ပါတော့မယ်ဘယ်ဘက်ဖောက်မလဲအပေါ်ဖောက်မလားအောက်ဖောက်မလားကျွန်တော်ကစောင့်ကြည့်ရဖြစ်ပါအပေါ်ဖောက်ရင် ရှင်နဲ့အဝယ်လိုက်မယ်အောက်ဖောင်းရင်အယောင်းလိုက်မယ်မှားနိုင်ခြင်းမရှိဘူးလားရှိတာပေါ့မှားနိုင်ခြင်းရှိရတယ်တရင်နေပါထွက်လာဆိုမှားနိုင်ခြင်းရှိတယ်ဒါပေမဲ့ကျွန်တော်ကကျွန်တော်တုံးတဲ့နီးပညာပိုင်းရာတုံးတဲ့ချက်နီးစနစ်ကိုကျွန်တော်ယုံကြည်ကြည်နဲ့ကျွန်တော်အယောင်းဝယ်လို့ဖို့လိုအပ်တယ်ကိုကဘယ်ချိန်ဖောက်မလဲပေါ့ဖောက်ဖောက်တဲ့အတိပ္ပတ္တိရပြီဆိုကျွန်တော်အယောင်းဝယ်လောက်အောင်မယ်ကျွန်တော်တို့တစ်ဖက်က risk management နဲ့တိချလှုပ်ထားမယ်ဆိုရင်ပြကျွန်တော်တို့ risk မှားသွားလို့ risk ပေးရလဲကျွန်တော်နည်းနည်းပေါ့နော်မြတ်လာမယ်ဆိုရင်ကျွန်တော်တို့ကအကျိုးမြတ်ကအေးပေးရတဲ့ risk တဲ့နှစ်ဆသုံးဆလောက်ရနိုင်တာပတက်ခါမှာဒါ risk you ya you ယူရဲတယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော်တို့ကဘယ်ဘက်ဖောက်မလဲကျွန်တော်စောင့်ကြည့်အောင်ဖြစ်ပါလက်ရှိမှာတော့ကပ္ပချွေစေးရဟာလက်ရှိတက်နေရမဟုတ်ဘူးလားကျွန်တော်အခေါ်ရဆိုအန်ဆာသိမ့်ပေါ့မသိကြသေးတဲ့အနေအထားဖြစ်ပါတက်နေပြီမဲ့အသက်မသိကြသေးဘူးပြန်ပြုတ်ကြနိုင်တဲ့အနေအထားလည်းရှိသေးချီတော့မလက်ရှိနေတာရဘာလို့ဆိုဒီ triangle ထဲမှာဖောက်သေးလို့ဒီ3ကနေကဖောက်သွားပြီဆိုရင်တော့ကျွန်တော်အသက်ဆိုရင်အသက်တကြတဲ့အနေအထားမျိုးအောက်ကဖောက်သွားရင်အကျဆိုရင်အကျတေကြတော့အနေအထားမျိုးဖြစ်မှာပေါ့လက်ရှိမှာတော့ကပ္ပချွေစေးရတက်ဖို့ကြဖို့အသက်ကြလာရတေကြတဲ့ အတီးပူးချက်မျိုးတော့လက်ရှိချိန်မှာမရသေးပါဘူးကျွန်တော်ဆက်ပြီးစောင့်ကြည့်ရပါမယ်ကိုကရေရှည်လေးပါလေပေါ့နော်ရေရှည်လေးကာလာလက်တွေပေါ့ကာလာလက်ဆိုကျွန်တော်မစ်တန်းနေပါရောင်းဝယ်လို့ချင်တယ်ဆိုတော့စောင့်ကြည့်ရမယ်ရေလိုသမားတွေကကျွန်တော်ပြောခဲ့တဲ့အခုအပေါ် range average ရှိတယ်ပေါ့ကျွန်တော်အဲ့အရာတွေကိုကြည့်ပြီးရောင်းဝယ်လုပ်လို့ရတယ်ခင်ဗျတရင်ဘက်ကိုတွန်းကြည့်မယ်ဆိုဒီညတရင်တွေအများကြီး တင်းရကျွန်တော်တို့ကချက်6ခု9ခုလောက်ရှိရပေါ့နော်ကျွန်တော်ဒီမှာဆို durable good order တင်းရှိတယ်ကုန်ပစ္စည်းမှယူမှုနှုန်းပဲဆိုကြပါဆိုအဲ့တင်းဆိုလဲကျွန်တော်ပြီးခဲ့လာ2.9အခုက0.5%တိမှန်ထားတယ်ပြီးရင် GDP ကျိုးကျိုးကျိုး3ပေါ့တတိယကာလပတ် GDP data ရှိတယ်အဲပြီးခဲ့တဲ့လကတော့3.8%ထွက်တယ်ပေါ့နော်ဒါမှဒီတစ်ခေါက်ဘယ်လိုထွက်လဲဆိုတော့ရလက်တော့မှတ်မထားဘူး GDP ကိုတတိထားပါမယ် GDP ကကျွန်တော်ခံမရလက်တော့မရှိဘူး အဲ့ဒါကနည်းနည်းလေးတော့တတိထားစရာဖြစ်ပါတယ်ခံမရလက်တော့မထုံနိုင်တဲ့အနေအထားဖြစ်တဲ့ခါမှာ GDP ရလက်ကစိုးစိုးဝါးဝါးကြီးထွက်လာတာမျိုးဖြစ်နိုင်တယ်လို့ဒါမှမဟုတ်လည်းကျွန်တော်တို့အရန်အကောင့်ပဲထွက်လာတာမျိုးလည်းဖြစ်နိုင်တယ်ဘယ်ဟာဖြစ်လာမလဲဆိုတာစောင့်ကြည့်ရမယ်ကျွန်တော် GDP ရလက်ကကျွန်တော်မမျှော်လင့်ထားရလက်မျိုးဖြစ်နိုင်တယ်ဘာလို့ဆိုခံမရလက်တော့ခုချိန်ထိခုချိန်ထိကျွန်တော်တတိမထွက်ခင်ရှင်းနိုင်လောက်ပဲလို့အချိန်ထိကျွန်တော်ထုံးလက်ချိန်မရှိဘူးပေါ့နော်ပြီးရင်ကျွန်တော်တို့ ကျန်တဲ့သတင်းတွေအင်းနေချာဂျောလာကလိန်အလုံးလက်မဲ့စစ်တမ်းနှုံထားတို့ပြီးရင်ချီကာဂို PMI တို့ချီကာဂို PMI တို့ပြီးရင်ကျန်တဲ့အကိုပစီ price index ပညာပေါ့ကျွန်တော်တို့ MOMYOM စက်တင်ဘာသတင်းတွေရှိပြီးရင် New Home Sale စက်တင်ဘာအရင်အတိတ်ရောင်းချမှုသတင်းတွေရှိတယ် အဲ့ဒါဆိုကျွန်တော်တို့ကဒီညမှာအရေးကြီးတာ HDB ပဲဗျ GDP နဲ့ကျွန်တော်တို့အဲ့ new home set data တွေကိုကျွန်တော်တစ်ချက်ကြည့်ရမယ်သူတမင်အရေးကြီးဆုံးက GDP ပေါ့နော်ကျန်တဲ့တရင်းနေရာအရေးပါလာမယ်အရေးတော့ပါပါဒါပေမဲ့ GDP နဲ့ home set တော့ကျွန်တော်တိတ် effort ရှိတယ်မထင်အဲ့ဒါဆိုဒီညတရင်းနေရလက်ကောင်းလား solar ဆိုတာထက်ကပ္ပချွေစီဘက်ဘက်ဖောက်တတ်မလဲနီးပညာပိုင်းအဲ့ဒါကိုစောင့်ကြည့်တာပို့ပြီးရောက်ကျွန်တော်ပို့တေးကြလိမ့်မယ်ပြီးတော့တစ်ဖက်ကဒေါ်လာ index ကိုလည်းကြည့်ပေါ့နော် ဒီညမှာဒေါ်လာအင်းတက်ကြီးက69အောင်ဖောက်ချနိုင်မလား69အောင်ဖောက်ချသွားရင်တော့ကဘာရွှေစီဆက်တက်ပြီပဲမဟုတ်ဘဲနဲ့ဒီ69နဲ့တရားကြပဲလဲနေတဲ့ဆိုရင်တော့ကဘာရွှေရလဲကျွန်တော်ဈေးငင်တန်နေသားမျိုးဆက်ပြေးနိုင်တယ်ဒါမှမဟုတ်ကျွန်တော်တရားအထက်ကိုကောင်းကောင်းအားကောင်းကောင်းနဲ့ထပ်ဖောက်တက်သွားပြန်ဟိုတရားတက်တယ်တရားနဲ့တည်ပြန်ရောက်သွားရင်တော့ကဘာရွှေကြဖို့တရင်ပိုင်းရမျောလို့ရတယ်ပေါ့နော်ဒါကတရင်ပိုင်းရကျွန်တော်တို့ရေးပွေးရတုံးသက်ချက်သားဖြစ်ပါတယ်တစ်ဖက်က နည်းပညာပိုင်းနဲ့တော့ကျွန်တော်ပြန်ချိန်ကြီးဖို့တော့လိုအပ်သေးတယ်ပေါ့နော်ဒီညဒေတာများတယ်အဲအကြောင်းတော်တော်သတင်းတွေရလက်တွေပါကြီးလာတဲ့စာရင်သတင်းရနဲ့ကြည့်မယ်ဆိုရင်တော့မှ GDP နဲ့ home sale data ကိုပဲကြည့်ပြတူတူပင်အထက်မှာအရေးကြီးဆုံးပြောပါဆို GDP ရော GDP ဒီညဘယ်လိုထွက်လဲကြည့်ဖို့လိုအပ်တယ်ပြီးတော့ဒီညမှာမှအဲ့သတင်းတွေထွက်ပြီးတော့မှဈေးအလုတ်ခတ်ကြမ်းကြမ်းပေါ့ဈေးအလုတ်ခတ်ကြမ်းကြမ်းဆိုတာဗျာကျွန်တော်အသက်ကြမ်းကြမ်းအကြကြမ်းကြမ်းအသက်အားကောင်းကောင်းအကြအားကောင်းကောင်းမမြင်ရဘူးဆိုရင်တော့ကျွန်တော်မြန်ပြောမယ်ဆိုရင်တော့ကဘာရွှေရတော့ကြမ်းတဲ့နှစ်ရက်မှာလေကျွန်တော်တို့ ဒီလိုမျိုးဈေးငိမ့်တဲ့အနေထားပဲဆက်ပြေးဖို့အလားလားများနိုင်ပါလိမ့်ခင်ဗျာဒါလေးကကျွန်တော်ဒီနေ့ဒီအနုမာလ26နေ့တည်းကကဘာရှိစီကတော့တော့ချပီလိုဖြစ်ပါတယ်အခုလို့တော့တော့ချပီလိုတွေကိုအတူတိတ်ကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော် YouTube channel ကျွန်တော် Telegram channel ကျွန်တော် TikTok account တွေကို subscribe see fan and follow လေးလုပ်ထားကြပါခင်ဗျာပြီးကျွန်တော်ဒီမှာဒီကဘာချွေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online တိတဲ့အခြေခံတင်တာနေ့တယောက်လို့ရပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတဲ့ကျွန်တော်ရဲ့ Viber ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube Channel ကျွန်တော်ရဲ့ TikTok Account တွေအနေနဲ့ဆက်သွယ်ဆောင်ရမ်းမြန်မြန်နိုင်ပါတယ်ခင်ဗျကဘာချွတ်တွေတအားလုံးပဲကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ဟို November 26နေ့တည့်တာအတွက်ကဘာချွတ်စီတက်ကြအောင်မမှန်ကန်ကန်အယောင်းဝယ်လုပ်ပြီးတော့အကျိုးမြတ်မြန်မြန်ပိုင်ဆိုင်နေကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းလိုက်ပါတယ်ခင်ဗျ